1300ပေါ့နော်ဒီနေရာကကြတော့မတို့တန်လင်းချက်မလုံးငါးစုတောင်ကျေးရွာဘလုံးကင်းမှာပေါ့နော်အဲလေးလုတ်ဖြစ်တယ် ပြီးတော့ဟိုတွေ့တဲ့ဟင်းတွေကတော့ဘဲဥကလာဟင်းပေါ့နော်ဘဲဘဲဥဘဲကလာဟင်းပါတယ်နောက်တစ်ခုကအာပြေကြောက်ကြောငဏီငဏီတူကြောက်ကြောပြီးတော့အတို့မြုပ်ပေါ့ဆိုတော့ဒီနေ့ကကျတော့မတို့အသားငါးရီတော့မပါဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နှစ်ဆန်းပြည့်နေလဲဖြစ်တော့အသားငါးလည်းဝင်လို့မရဘူးလေနော်အားကြောင့်မလို့ဘဲဥဘဲကလာဟင်းနဲ့ကြည့်ပါတယ်မေ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 လည်းဟိုဟာပေါ့နော်ပီတိဖြစ်အောင်ဆိုပြီးတော့လေအဲပုံမှန်ဆိုရင်တော့မတက်ပြီးတော့မခေါ်ပြစ်ဘူးပေါ့ ဒီနေ့ကတော့အလူလေးလေးဖြစ်တယ်။မမေကိုယ်တိုင်လည်းဝင် ပြီးတော့ဒီထဲမှာပါဝင်ထူထားသေးတယ်။အဲ့လိုမျိုးလေးတွေပေါ့နော်။ဆိုတော့မမေဟိုပင်မန်းနဲ့ဆိုပေမဲ့လည်းဟိုလုံနိုင်သလောက်ကလေးဝင်လုပ်ကြည့်ပြီးမလုံနိုင်တဲ့ခါထိုင်နေပေါ့။အဲ့လိုမျိုးလေးလည်းမြင်ရအောင်လို့လေ။အားကြောင့်မမေလည်းခေါ်လာလိုက်တာ။အလူလေးကလည်းမလေးဟိုပေါ့မက်လာလောက်ခရေရပေါ့နော်။အဲဒီလိုမျိုးလေးလှူမဲဆိုပြီးမှကြိုပြီးတော့အလိုပလန်ထားပါဘောနော်ကြက်စီထားအဲ့ဒါနဲ့ကိုဖတ်တာကိုလည်းနှစ်ခုမှတစ်ဦးမှပါဘောနော်လှူကျင်တယ်ပြီးတော့နောက်တစ်ခုကကြတော့ဟို လိုမျိုးလဲဆိုတော့ကိုယ်ကိုချစ်တဲ့သူတွေပေါ့နော်အဲ့လိုအလူလေးတွေလည်းပါစီစင်တယ်ပေါ့အဲ့နဲ့မားကနေပြီးတော့လေဟိုဗာလဲမားရဲ့အဲ့ညဝစားလေးတွေကိုဒီလားဟိုအလူနှစ်ခုထအောင်ဆိုပြီးတော့လေအေးအဲ့ဟာလေးတွေလည်းဟိုဝယ်ပြီးတော့ကြောင်းလို့ရတဲ့ပတ်စံတွေလည်းထည့်မယ်ပေါ့နော်ဆိုတော့အမှန်တကယ်တော့အဲ့လိုပါခဏရသားသမီးအဲ့လိုပုံစံမျိုးပေါ့နော်ကိုကအဲ့လိုမျိုးလေးလည်းလှုပ်ချင်တာအဲ့ဒါနဲ့အခုလိုမျိုးလေးစီစဉ်ပြသွားတယ်ပေါ့နော်ဆိုတော့ အဲကိုနဲ့ဒီကိုဝိုင်းပြီးတော့လူပေးကြတဲ့အလူပါဝင်ပေးကြတဲ့သူတွေကိုလည်းပြောစီခြင်းနဲ့ပေါ့နော်ဆိုတော့အဲမြင်တဲ့အခါမှာကြည်နူးနိုင်ပါစေတာလူခေါ်နိုင်ပါစေအဲ့လိုမျိုးကိုလူတဲ့အလူလေးအနေနဲ့ပီတိဖြစ်နိုင်ပါစေပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့အားလုံးက9ရက်သားသမီးအမှုပါပဲမမတို့ဟိုကိုပ္ပဆန်နဲ့ကိုလှူရဲဆိုတာလေဒါအားလုံးမှာ9ရက်သားသမီးပ္ပဆန်နေပါပဲလို့လူဦးရေကျ1300ပါပေါ့နော်ဒီနေရာကကျတော့မမတို့စံလင်ချက်မလုံးငါးစုတောင်ကျေးရွာဘလုံးရင်းမှာပေါ့နော်အဲလေးလှုပ်ဖြစ်တယ် ပြီးတော့ဟိုတွေ့တဲ့ဟင်းတွေကတော့ဘဲဥကလာဟင်းပေါ့နော်ဘဲဘဲဥဘဲကလာဟင်းပါတယ်နောက်တစ်ခုကအာပြေကြောက်ကြောငလူငနီတူကြောက်ကြောပြီးတော့အတို့မြုပ်ပေါ့ဆိုတော့ဒီနေ့ကကျတော့မတို့အသားငါးတွေတော့မပါဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နှစ်ဆန်းပြည့်နေလဲဖြစ်တော့အသားငါးလည်းဝင်လို့မရဘူးလေနော်အားကြောင့်မလို့ဘဲဥဘဲကလာဟင်းနဲ့ကြည့်ပါလေ ော် beauty ကတော့အရင်ဖြစ်တာပဲအရင်စိတ်ချမ်းသာတယ်ပြောရဲနောက်လည်းထပ်ပြီးဒါမျိုးလေးတွေလုပ်ချင်သေးတယ်ပေါ့နော်အဲ့တော့အဲဒီလိုအစီအစဉ်လေးတွေထပ်ပြီးလုပ်ဖြစ်တဲ့ခါကြရင်ရှင်လည်းစိတ်ဝင်စားတဲ့သူတွေကြော်တဲ့သူတွေအဲအလိုလုပ်ချင်တဲ့သူတွေလည်းပြီးပေါင်းပြီးပါဝင်နိုင်ပါတယ်လို့မှဖိတ်ခေါ်ပါတယ်အဲ့လိုမျိုးလေးဟိုကြံတွင်းတော့မှမလုပ်ဖြစ်ဘူးအရင်တုန်းကလည်းမလုပ်ဖြစ်ဘူးပြီးတော့မလုပ်ဖြစ်တဲ့အထက်မှာအဲ့မုံတွေမလုပ်တတ်တာလည်းပါတယ်ပေါ့ ဆိုတော့ကိုကအဲ့ဟိုကြံတွင်းဆိုရင်တော့ကိုကစားတဲ့ဘက်ကဤပဲဒါကျွေးသမျှစားတယ်ပေါ့မနေ့တုန်းကဆိုရင်ဗာလေးစားရလဲဆိုတော့အဲတာကူဂျိုစားရတယ်ပြီးတော့ဟိုဗာလေးအရွှေရည်ပုံစံမျိုးလေးပေါ့လေယိုယိုရီယာစတိုင်လေးပေါ့နော်အဲ့ဒါလေးကိုကိုများအရင်လောက်တာလေးကိုကျွေးတာလေးစားရတယ် ပြီးတော့ငုံလုံးရေပေါ်လေးစားအဲ့လိုမျိုးသူများတွေးတာစားရလဲပြောတာပဲအခုကိုကိုတိုင်းအဲ့လိုလောက်ရတော့လဲအရန်ပြောတာမေ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 လဲဟိုဟာပေါ်တော့ပီတိဖြစ်အောင်ဆိုပြီးတော့လေအဲပုံမှန်ဆိုရင်တော့မတ်တက်ပြီးတော့မခေါ်ဖြစ်ဘူးပေါ့ဒီနေ့ကတော့အလှူလေးလဲဖြစ်တယ် မမေကိုယ်တိုင်လည်းဝင်ပြီးတော့ဒီထဲမှာပါဝင်ထူထားသေးတယ်အဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့မမေဟိုပင်မန်းနဲ့ဆိုပေမဲ့လည်းဟိုလုံနိုင်သလောက်ကလေးဝင်လုပ်ကြည့်ပြီးမလုံနိုင်တဲ့ခါထိုင်နေပေါ့အဲ့လိုမျိုးလေးလည်းမြင်ရအောင်လို့လေအားကြောင့်မမေလည်းခေါ်လာလိုက်တာဟိုအများကြီးတော့လည်းမစီစဉ်ရပါဘူးမာကြီးအစ်တီတာလည်းဒါမျိုးလေးတွေလုပ်နေကြဆိုတော့ဆိုတော့မာကြီးရေတမီးကတော့ဒီလိုလေးတွေလုပ်မယ်ဆိုတော့ဟိုတမီးကိုချစ်တဲ့ဖန်လေးတွေရဲ့ဟိုကုထုတွေလည်းပါတယ်ပေါ့နော်မာကြီးလို့အဲ့ဒါလေးစီစဉ်ပေးပါဆိုပြီးတော့မဟို match လောက်ဖြေရပါမယ်ဆိုတော့မာကြီးကိုလည်းအဲ့လိုမျိုးပြောထားတယ် ြောထားပြီးတော့မှအဲ့ဒီအဝေစားကိစ္စလေးတွေကပါသွားတာပေါ့နော် အဝယ်မရဲ့ဝယ်စားလေးတွေကလည်းအမှန်တကယ်တော့အပျော်သဘောလဲအပျော်သဘောအလှသဘောလဲအလှသဘောပေါ့နော်ကိုတခါတည်းဟိုပေးလိုက်လို့လည်းရတယ်ဒါပေမဲ့လည်းဟိုပေးလိုက်တဲ့အခါကျလို့ရှိရင်ကိုတကယ်လိုအပ်တဲ့သူနဲ့ကိုပေးလိုက်တဲ့ဟာနဲ့မကိုက်ဘူးပေါ့နော်မအားကြောင့်အဲ့လိုမျိုးလေးတွေးတာပေါ့အဲ့တော့ကိုတကယ်လိုချင်တဲ့သူကလည်းပဲဟိုကိုကိုလိုချင်တဲ့ဝယ်စားလဲရတယ်ပြီးတော့ဒါဒီလည်းအလှပဲဆိုတဲ့အမြင်နဲ့သူတို့အတွက်လည်းအဆင်ပြေတယ်မကလည်းပဲဟိုဒါလှဖို့စိတ်ကူးထားတာပဲပေါ့နော်လှဖို့စိတ်ကူးထားတာပဲဖြစ်ပေမဲ့ စောစောပြောသလိုပေါ့နော်ဟိုတကယ်လိုအပ်တဲ့သူကစီကိုလည်းကိုဈေးသက်သက်သက်သာလေးနဲ့ပေါ့နော်အဲ့လိုရောင်းရောင်းလဲရောင်းလို့ရတယ်ကိုကလည်းပဲဒီအဝတ်အစားတွေဟိုရှော့ကျင်တာပေါ့နော်ကိုအတွက်များနေတဲ့ဟာလေးတွေရှော့ကျင်တာဆိုတော့အားလုံးဟိုသဟဇာတာဖြစ်တယ်ပေါ့ငါကတော့အဲ့လိုမျိုးလေးတွေ့ရပါတော့ ။အော်ငလျင်မားတော့မှဒီလိုပဲတက်တက်လှူတာပေါ့နော်။ဆိုတော့ငလျင်လှူတာကတော့လေဟိုနောက်နောက်ပြီးတော့ထပ်ပြီးတော့လေလှူဖို့တက်တက်မမပလန်လေးတွေတော့ရှိရပေါ့နော်။ဆိုတော့ဒါကတော့ဟိုအဲ့တုန်းကလေးကမပြောတာကတော့ဒီနှစ်ဦးလှူပေါ့လုံမယ်ပေါ့နော်။ဒီဟာလေးနဲ့အဲ့အချိန်မှာမအဲ့ဒီဟာကိုစပြီးပြောတဲ့အချိန်လုံးက ငလျင်လည်းမဖြစ်သေးဘူးပေါ့ငလျင်လည်းမဖြစ်သေးတဲ့ခါကျတော့မာနေဟိုအလိုလိုပြောထားတဲ့တကပြောတဲ့အတိုင်းပဲဟိုတက်တက်ခွဲလိုက်တာပေါ့နော်ဟိုငလျင်မှာပါသွားလို့ငလျင်လှူလှူလိုက်လို့ဒီဟာမလုပ်ဖြစ်တော့ဘူးအလှူကိုဟိုအဲ့လိုမျိုးမပြောင်းလိုက်ခဲနဲ့အရင်ဆဆချင်းရည်ရွယ်ပိုင်းချထားတဲ့အတိုင်းပေါ့နော်ကိုယ်စိတ်ထဲမှာလှုပ်ချင်တဲ့အလှူကိုရည်ရွယ်ပိုင်းချထားတဲ့အတိုင်းလေးပဲတည်တည်တံ့တံ့လေးလှုပ်လိုက်တာပေါ့နော်ဆိုတော့ငလျင်ကလည်းတက်တက်လှူတယ်ဖက်ပြီးတော့လည်းလှူဖို့ရှိတယ်ပေါ့နော်အမှတ်တရလည်းဖြစ်တယ်ပျော်လည်းပျော်တယ်ပေါ့နော်ဆိုတော့ ်ဟိုအရင်တော့ကလည်းလှူတော့လှူတယ်ဟိုဟိုမမရရဆိုရင်အရင်အရင်နှစ်မွေးနေ့တုန်းကအမလေဟိုမှာရန်ကုန်စေယုံကြီးမှာလှူဖြစ်တယ်ရန်ကုန်စေယုံကြီးမှာလှူဖြစ်တယ်အခုတော့ဒီလိုမျိုးလေးပေါ့နော်ရက်ွက်แท้လို့ဖြစ်သွားတာပေါ့နော်ဆိုတော့နှစ်ခုစလုံးကတစ်မျိုးစီဆက်ဆန်းလာဖို့ကောင်းတယ်ဒီမှာလည်းပဲအဲ့လိုပေါ့နော်ဟိုအလူကံပုံပုံကိုမြင်ရတာလည်းမပျော်တယ်တို့တွေနဲ့လေးချစ်ချစ်ခိုင်ခိုင်ပေါ့နော်အဲတနစ် plan လေးတော့ရှိရရှိသေးတယ်ပေါ့နော်အဲ့ဒါလေးလက်တီးတန်လေးတော့ဖြတ်ပြီးတော့ဟိုစူးစမ်းသွားမယ်ပေါ့နော်မကတော့ ကြည်ရထားတာကတော့ဒီငလင်ရဲ့ပြလဲထူထောင်ရေးလေးတွေပေါ့အခုလောလောဆယ်ကတော့ဟိုလောလောဆယ် disaster ဖြစ်ခါစားမှာတော့ဝိုင်းပြီးတော့လူကြတာတွေအများကြီးရှိတယ်ဆိုတော့ဟိုတကယ်ခက်ခဲတယ်ဆိုတော့လူတွေလည်းပဲအအချိန်တစ်ခုရောက်ရင်ထပ်ပေါ်လာမှာပါဘာဖြစ်လို့လဲဆိုတော့ဟိုရိုက်ခတ်မှုကအရန်ကြီးမားတယ်ပေါ့နော်ဆိုတော့အရန်ကြီးမားတဲ့အတွက်ကြောင့်မလို့ဘယ်လိုလဲပြောပြောဟို ဆက်ပြီးလှူလှူနေတဲ့သေးရပေါ့နော်ဆက်ပြီးတော့ရှေ့ရှေ့နေတဲ့သေးတယ်ခက်ခဲတဲ့သူတွေအတွက်ကိုမတို့တက်နိုင်ဆုံးပေါ့နော်ကိုအတက်နိုင်ဆုံးတက်နိုင်တဲ့ဘက်ကလည်းပါဝင်အားဖြစ်သွားတဲ့သေးတယ်ပေါ့နော်အဲ့ဒါလေးတွေလည်းအမတက်နိုင်ကြများတော့ဆက်ပြီးစူးစမ်းသွားအောင်မယ်ကိုစွန့်နိုင်တဲ့ဘက်ကပေါ့နော်ဆိုတော့အဲ့လိုလေးတွေလည်းဆက်ပြီးတော့ရှိပါသေးတယ်